မင်္ဂလာပါခင်ဗျကျွန်တော်အနေနဲ့ဒီနေ့မှာတော့ပေါ့နော်ဒါနိုင်ငံပွဲစဉ်တွေဆက်လက်ရွေးချယ်ပေးသွားမှာလည်းဖြစ်တယ်ဒီနိုင်ငံပွဲစဉ်တွေရောကွန်ကပ်ကပ်ပေါ့နော်ဒါကိုကပ်ဖလားတန်ပွဲစဉ်တွေရွေးချယ်ပေးသွားမှာလည်းဖြစ်တယ်ဒီပွဲစဉ်တစ်ပွဲကတော့မနက်မိုးလင်းပိုင်းမှာရှင်းပြကစားကြမှာပွဲစဉ်တွေနိုင်ငံပွဲစဉ်တွေဖြစ်ပါတယ်ဒီပွဲစဉ်တစ်ပွဲကတော့ဂျာမေကာပွဲစဉ်အပြင်ပေါ့နော်ပါနမပွဲစဉ်ရှိတယ်နှစ်ပွဲသလုံးကျွန်တော်ရဲ့စိတ်ကြိုက်ကလေးနဲ့ဟုတ်ကမှန်ရလဲဘော်ဒီလေးပဲကျွန်တော်ဆက်လက်ရွေးချယ်ပေးသွားမှာဖြစ်ပါတယ်ညီကိုနဲ့ကျွန်တော်နဲ့အကြိုက်ရှင်တူမယ်တနေ့တက်တဲ့ဆိုရင်တော့လိုက်ပြီးတော့ဆက်ကစားကြပါခင်ဗျာနော် ဆိုတော့ဒီပွဲစဉ်လေးကပေါ့နော်ပထမဆုံးပွဲစဉ်လည်းဖြစ်တဲ့ဒါမနေ့6နိုင်မှာရှင်ပြန်ကစားကြမှာပေါ့နော်ပါနာမပွဲစဉ်သွားမယ်ကြဆိုပါနမားကတော့ဒီနေ့ပေါ့နော်ကြော်ပြထားတဲ့ပွဲစဉ်ဈေးတိုင်းဆိုရင်တော့တလုံးသွင်းပြာဆုံးရှုံးသေးပဲပေးထားပြောကိုပေါင်းတဲ့နှလုံးရှုံးသေးတိဖောက်ပေးထားပြီးနှစ်တင်းနှလုံးကတော့ထိတ်တိုက်တွေ့ဆုံးမနိုင်ပါဘူးပါနမားကပေါ့နော်ဒါ၃နှစ်နဲ့အနိုင်ရရှိထားတဲ့ပွဲစဉ်တစ်ပွဲတော့ရှိတယ်ဒါပေမဲ့ပေါ့နော်ဒါ ဘုံတပ်တပ်ဘူကပ်ဖလာပြန်ပွဲစဉ်မှာဆိုရင်ဒါပါနမနိုင်ငံအတင်းကနေပြီးတော့ဒါအုပ်စုပထမအရာရှိဖို့ယူနှစ်တင်းလုံးရှင်ပြရမှာဆိုတော့အင်ဝင်လည်းဖြစ်တဲ့ဘောစင်းမှာဆိုတော့နှလုံးသွင်းလို့ရှိရင်ပြားစုံအရှုံးသေးပေးထားပြီးတော့ဘောပေါင်းစင်းမှာဆိုနှလုံးအရှုံးသေးတိဖောက်ပေးထားတာတွေ့ရှိထားရတယ်ဗျဆိုတော့ကျွန်တော်ရဲ့ကိုခံမရလကတော့ပါနမပဲပေါ့နော်ဒါနှစ်တစ်လောက်နေနဲ့အနိုင်ရရှိပြီးတော့2စီးနောက်နဲ့လည်းဖြစ်သွားနိုင်တယ် စက်ကြကိုရွေးချယ်ပေးရမယ်ဆိုရင်တော့ဒီနေ့ပါနာမနဲ့ပွဲစဉ်မှာဆိုရင်ကျွန်တော်ကတော့ဘယ်တော့တာပါနာမဂိုးပေါင်းအောက်ကိုပဲကျွန်တော်ရွေးချယ်ပေးခြင်းပါတယ်ခင်ဗျာနော် online ပတဲမှာစော့ကစားမယ့်ညကိုတွေကတော့မနေ့အစောပိုင်းလည်းဖြစ်တယ်ဆိုတော့စိတ်ကြကစားမှာဆိုတော့ဂိုးပေါင်းဈေးလေးကိုပေါ့နော်ဂိုးအောက်ကိုသုံးလုံးသွင်းပြားဆုံးအစားကိုအဲ့ဒီဈေးလေးနဲ့ဂိုးပေါင်းအောက်ကိုပဲကျွန်တော်ကတော့လိုက်ပြီးတော့ရွေးချယ်ပေးပြီးကစားစေခြင်းပါခင်ဗျာနော်ပါနာမဂိုးပေါင်းအောက်ကိုလေးပါ ောက်ထပ်တပွဲကတော့ဂျာမေကာပွဲစဉ်သွားမှာကြာဂျာမေကာကတော့အခုလက်ရှိဘောဒီဈေးမှာဆိုမတီမီရင်ဖြစ်နေပြီးတော့အပြောင်းလဲလေးလေးပြလို့ထားတာတွေ့ရတယ်ကိုပေါင်းဈေးကတော့နှလုံးသွင်းပြဆုံးချုံပေးထားပြီးတော့ဘောဒီဈေးကတော့တစ်လုံးသွင်းပြဆုံးစားသေးပြီးပြန်လေးဖောက်ပေးထားယူတာဘောဒီဈေးလေးပြောင်းလဲထားတာလည်းတွေ့ထားတယ်ဗျဆိုတော့ကျွန်တော်ကတော့ဒီဂျာမေကာပွဲစဉ်မှာဆိုရင်ဂျာမေကာကြီးပဲအနိုင်ရရှိထားပြီးတော့နှလုံးအထက်ထိမကျော်တဲ့ပွဲစဉ်လေးတွေရှိပါတယ်ကိုခမန်းရလက်ကတော့ဂျာမေကာပဲအနိုင်ရရှိသွားပြီးတော့ နိုင်ရရှိမှုကလည်းကျင်းမြောင်းလည်းရလနဲ့လည်းဖြစ်သွားနိုင်မယ်လို့တွေးမိတယ်။စိတ်ကြိုက်ကတော့အင်ဝင်ဖြစ်တဲ့ပေါ်တော့နိုင်ငံဖြစ်တဲ့ပေါ်တော့ဒါဂျာမေကာကိုပဲကျွန်တော်ရွေးချယ်ပေးခြင်းပါတယ်ခင်ဗျာနော်။ဟုတ်ကဲ့ပါမနေ့ဖြန်မနေ့အစောပိုင်းမှာချင်းပြန်ကစားကြမယ်နော်ပေါ်တော့ကွန်တက်ကပ်ဘောကပ်ဖလားပြန်ပွဲစဉ်မှာဆိုလို့ရှိရင်ပေါ်တော့ဒါနိုင်ငံပွဲစဉ်လည်းဖြစ်တဲ့ပါနာမပွဲစဉ်မှာဆိုရင်ကျွန်တော်ကိုပေါင်းအကိုရွေးချယ်ပေးထားပြီးတော့ဂျာမေကာပွဲစဉ်မှာဆိုရင်တော့အင်ဝင်ဖြစ်တဲ့ ဂျာမေကာလေးကိုပဲကျွန်တော်ရွေးချယ်ပေးတာဖြစ်ပါတယ်။နှစ်ပွဲတည်းတီးတန့်ကိုလည်းမောင်းဆော့လို့ရတယ်လို့မြေကတို့ကြိုက်ရှင်းတူမယ်ဆိုရင်လည်း body ဆော့လို့ရပါတယ်ခင်ဗျာနော်ဟုတ်ကဲ့ပါကြိုက်ရှင်းတူရင်လည်းလာပြီးတော့စော်သားကြပါခင်ဗျာနော်ကျွန်တော်လင်က YouTube ရဲ့ channel လေးကိုလည်းအားပေးကြဖို့လည်းမမေ့ပါနော် subscribe လေးမလုပ်သေးတဲ့ညီကလေးလည်း subscribe လေးလုပ်ပေးကြဖို့လည်းတောင်းဆိုပါခင်ဗျာနော်အားလုံးပဲကံကောင်းကြပါစေကျေးဇူးလေးတင်ပါတယ်ခင်ဗျာ